ဒီဝိုင်လုံးဝတစ်ခုလုပ်တဲ့အခါကိုလုံးမဲ့လုပ်ငန်းအမျိုးအစားတူဆိုင်နေအများကြီးရှိတဲ့နေရာမှာပဲလုပ်တင်တာကိုလုံးမဲ့လုပ်ငန်းအမျိုးအစားတူဆိုင်နေမရှိတဲ့ဘက်မှာလုပ်တင်တာအားလုံးကဘာစီစီရနဲ့ပြန်လဲကြိုးစားလိုက်ပါတယ်ကျွန်တော်ကတော့လုပ်ငန်းငယ်တွေရဲ့စီးပွားရေးနဲ့မားကတ်တင်ပိုင်းကိုတိုးတက်အောင်ပြုလုပ်ပေးနေတဲ့အဟောက်ကိုဖြစ်ပါတယ်ဆိုတော့ အဲ့လိုမျိုးကိုကထားပါတော့ဗျာကျွန်တော်ကဇာယိကရိယာဆိုင်ပွင့်တော့မယ်ပေါ့ဇာယိကရိယာဆိုင်ပွင့်တော့မှာဖြစ်ရရှိရင်အဲကျွန်တော်တို့လမ်းမှာဇာယိကရိယာဆိုင်နေအများကြီးပဲရှိတယ်ဆိုတော့ဒီလမ်းထဲမှာပဲဆက်ပွင့်တင်တာဓမ္မပွင့်ဇာယိကရိယာဆိုင်မရှိသေးရင်နောက်ကလမ်းမှာသွားပြီးတော့ဖွင့်တင်တာဆိုတဲ့ပုံစံမျိုးစဉ်းစားကြတယ်ပေါ့ဗျာအဲ့လိုစဉ်းစားကြတဲ့အခါနံပါတ်1ချိန်ရမှာ budget ပုံချိန်ပါကိုကအလိုက်ကဘလောက်ထိကြီးမှန်းထားလဲပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ရန်ကုန်မှာဗျာမြို့လေးကိုသွားလိုက်အတန်းလိုက် เนาะတရက်စစ်ဆို၄ရက်စစ်တည်းကြီးပဲတဒန်းလုံးဖိတ်စာတည်းဆိုဖိတ်စာတည်းကြီးပဲတဒန်းလုံးသူ့မိတ်နဲ့သူ့ကိုမိတ်နဲ့ကိုရောင်းနေရတာပဲအပြိုင်ဆိုင်ရှိလို့ဆိုပြီးတော့မရောင်းမှမသိဆက်ပုံပုံပါနေပြီးတော့လဲတန်းအောင်သွားလိုက်ဒါတင်းတန်းကြီးပဲဟိုကျွန်တော်ပြောခဲ့ပြီကျွန်တော်တင်းတန်းဖွင့်လို့မလဲတန်းအောင်မယူဘာလို့မယူလဲဆိုလို့ရှိရင်ကျွန်တော်ပတ်စံမတန်းဘူးเนาะလဲတန်းရဲ့တိုက်ခန်းငါးကစေးရကျွတ်စင်တယ်အဲ့တော့ကျွန်တော်ရှိတဲ့အတိုင်းတည်းကျွန်တော်တတ်နိုင်တဲ့နေရာမှာကျွန်တော်ဖွင့်တယ်ကျွန်တော်ကိုတည်အောင်ကျွန်တော် marketing လုပ်တယ်ကျွန်တော်ကိုတည်လာတော့ထိုက်တင် အဲ့တော့တန်လန်းမှာဆောက်ကုန်တယ်ပေါ့နော်လဲလန်းနဲ့တန်လန်းနဲ့ဆိုရင်ဈာထဲမှာ၄မှတ်တန်၅မှတ်တန်ပြီးတယ်အဲ့ရမှာကျွန်တော်အခုဖေရင်းနဲ့ပြောင်းလန်းတော့ရောက်လာအခုကတော့ဖေရင်းကိုပုံလေးတော့ပြောင်းရင်တော့ဆန်တော်လေးပြီးပါလုပ်ငန်းလူတွေရှိလို့ပြိုင်ဆိုင်မှုများမလားဆိုပြီးတော့တိတ်ဆိတ်မကူပါဘာလို့လဲဆိုတော့အဓိကကသူကဘာနဲ့ရောင်းနေလို့သူကဘာနဲ့ရောင်းလဲဆိုတာအဖြစ်ပဲကျွန်တော်ရှိမှလည်းခဏခဏပြောခဲ့တယ်။ तू ရောင်းနေတဲ့ပုံစံနဲ့ကိုရောင်းနေတဲ့ပုံစံနဲ့မတူဘူးလို့လေ။ तू လည်း ဖိုင်ကြီးရရောင်းကိုလည်းစာရိတ်ကြီးရောင်းသူလည်းမုံငါကိုလည်းမုံအဲ့ဒီထဲကမှကျွန်တော်တို့မတူညီတဲ့ပုံစံနဲ့ဘယ်လိုရောင်းမလဲဆိုတော့ပဲစဉ်းစားကိုပတ်ချက်နဲ့ kait တဲ့နေရာမှာဆိုလို့ရှိရင်လူများကနေတာကိုတိတ်တန်းကြီးမကြည့်ပါဘာမဲ့ကျွန်တော်တို့က marketing မှာနေရာကိုမရွေးချယ်အောင်လားဆိုတော့နေရာကိုရွေးချယ်အောင်လားအမှန်တယ်ဒါပေမဲ့ဒီနေ့ခေတ်ကြီးမှာကြာတော့ကျွန်တော်တို့က မြေပြင်တစ်ခုတည်းနဲ့မဟုတ်ဘူးပါ။ online ကလည်းဖောက်လို့ရတယ်။ online ကလည်းဖောက်လို့ရတယ်တခြားမလို့ online ကနေပောက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအထိုက်တင်သွားရည်လိုက်လွယ်ရင်ရပြီ။အရန်ကြီးကတိကတက်ကြောင်းကြောင်းကြောင်းရောက်မနေရဘူး။ဘာပြောချင်တာလဲ။ကျွန်တော်တို့နေရာကိုရွေးချယ်ရတဲ့အခါ အဲကိုယ့်ရဲ့ဘေးနားမှာဘယ်သူတွေရှိတယ်အပြိုင်ဆိုင်ဆိုတာလေကိုယ့်ရဲ့ customer ဝယ်အဓိကကြည့်ရအောင်ကို customer တွေကဘယ်နားလောက်မှာဆိုလို့ရှိရင်ညွဲလောက်ပဲပေါ့နော်ကိုယ့်အဓိကပြည်ထားတဲ့ customer တွေကဘယ်သူလဲဒီနေ့ခင်ကြည့်မှာအရင်လမ်းမပေါ်ကြီးကိုဤထနေအောင်ရောက်နေရင်တော့ကောင်းတာပေါ့ဗျာပတ်စံတက်နိုင်လို့ရှိရင်တော့ဤထနေအောင်လမ်းမကြီးပေါ်မှာဆိုရင်လူတိုင်းမြင်တာတွေ့ရတာပေါ့ဒါမဲ့ကိုက budget အကန့်အသတ်ရှိတယ်ဆိုအရင်လမ်းမပေါ်ရောက်မနေရင်လည်းတွိုင်းလာရင်တင့်တင့်နဲ့ အဆင်ပြေတဲ့နေရာတစ်ခုဆိုရင်ဘုဘေမှာပြိုင်ဆိုင်နေပါ냐ရှိတယ်။အရင်ကတော့စိတ်မပူပါနဲ့အဓိကပိုဘလို့ပုံစံနဲ့ရောင်းမလဲဆိုတာပဲအရေးကြီးတယ်။ဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်ပါပဲ။ခင်ဗျာကျွန်တော်နောက်ဗီဒီယိုနဲ့ပြန်လာခဲ့ပါမယ်ဗျာ။